တလပိုင်း15ရက်နေလုံးမဲ့ဒီပကံမာရတွန်မှာလည်းဟဲ့လေးပြေးမှာပါဒါပေမဲ့မာရတွန်တော့မဟုတ်ပါဘူးအအနည်းလေးပဲပြေးမှာပါတပတ်တဝက်လောက်ပဲဟုတ်ပျော်တော့ဟိုမှာအများကြီးပဲလေလူတွေကဟိုကို shopping တွားခဲ့တဲ့ idea တို့ channel တို့အဲ့ဒီ blender တွေရောင်းတဲ့ dan lan ကြီးကိုအဲ့ lan အရလာတယ်အဲ့ lan ကဓာတ်ပုံတော်တော်များများတော့ရိုက်ချင်အဲ့ lan ကြီးကိုပါဖြတ်ပြေးရဒါပေမဲ့အဲ့ဟာကိုကြီးပုံမအားဘူးအတိုင်းငါမြင်မှုပဲပေါ့ ဲဆိုအော်ဒီလမ်းရောက်လာလားဆိုကိုလည်းလမ်းမမသိတာကွာဟိုကလူမဟုတ်တဲ့အတွက်အော်ဒီလမ်းနေဟိုပါတို့တော့ပိတ်ပြီးပြေးခိုင်းတော့ညာဒီတစ်ခါတော့ငါလာပြေးနေရတယ်ဆိုတော့မုတော့ရတာပေါ့နော်အဲ့လိုမျိုးမိုက်တယ်တော်မိုက်တယ်သူများနိုင်ငံတော်တာဟုတ်တယ်လေးလာပါရနှစ်လပိုင်းအစပထမပတ်ဆိုဟန်လေးကပြေးနေလေးလပိုင်းပထမပတ်မှတော့ပြေးပြီဆိုတော့အဲ့လိုမျိုးလေးလာပဲချိန်ရဟန်လေးမှာ ီနေ့သေးတဲ့ပွဲလေးရဟာလို့ဒါ Randerful ပါလို့တဲ့ပွဲလေးပေါ့နော်အဲ့တကလာပြီးတော့ပြေးချစ်တာပါနောက်လာမဲ့ဒီ17လပိုင်း15ရက်နေ့လုံမဲ့ဒီပကံမာရတွန်မှာလည်းဟဲ့လေးပြေးမှာပါဒါပေမဲ့မာရတွန်တော့မဟုတ်ပါဘူးအအနည်းလေးပဲပြေးမှာပါတပတ်တဝက်လောက်ပဲဟုတ်အလိုရရမဟုတ်စိတ်ဝင်စားရင်းနဲ့ဟန်လေးက train ကြည့်တယ် train ကြည့်နေပို့ပြီးတော့ကြိုက်သွားဖြစ်ပါတယ်အမ် ပြေးဖြစ်ပါတယ်အရင်လဲ training တော့မရှိတာကြာပြီဒီနေ့ဆိုပြေးရတာပင်မန်းနဲ့ဟိုဒီနေ့ကကိုကိုကိုစာမွက်ပြန်ဖြေတလို့မျိုးပေါ့နော်ဂျားထဲမှာဟန်လေးကလုံးဝမပြေးပဲနားလိုက်ပြီးတော့စပိန်နဲ့စီးဖြစ်နေတယ်ဒါပေမဲ့ဒီလတလလုံးကစပိန်လုံးဝမစီးဘူး အဲပြေးလည်းမပြေးဖြစ်ဘူးလုံးဝနားလိုက်တယ်စိတ်ကောကိုရောအဲ့လိုနားပလိုက်တယ်အဲဒီနေ့မှကျတော့ဒီလိုမျိုးကန်တော်ကြီးတပတ်ကိုပြန်ပြေးတယ်ဆိုရင်အရင်မောရယ်ဟိုမောတာခံနိုင်ရည်အပုံမှန်အရင်တော့ခံနိုင်ရည်လောက်မရှိတော့ဘူးပေါ့နော် training တွေပြတ်သွားတာလည်းပါပါတယ်အဲ့တော့ဒီနေ့တိတ်ပြေးလို့မရတော့ကိုကိုကိုအားမရဘူးအာဒီ5 km ဟန်လေးက33မိနစ်နဲ့ပြေးတယ်ဆိုရင် နည်းနည်းမောနေလမ်းလျှောက်တာကြီးလည်းပါကောင်းပါပါတော့တာပေါ့နော်အဲ့တော့ပို့ပြီးတော့ဒီထက် training လုပ်ဖို့လိုတယ်နောက်ပွဲတွေပြေးဖို့အတွက်ပေါ့နော်နောက်လာအခုသဲလာပိုင်းဆိုကုန်တော့မယ်နောက်လာလည်းတပွဲဆဲလာပိုင်းတပွဲဆက်တလာပိုင်းတပွဲနှစ်ပွဲတော့ပြေးရအောင်ဟုတ်ကဲ့ပါအရင်တော့ကပြင်းရောဒါပထမနိုင်တော့ပြေးနိုင်တယ်ဟုတ်ဟုတ်ပြေးနိုင်တယ်အဲ ဂျပန်မဟန်လေးပြေးတော့42ကိုအဲပုံမှန်ဟန်လေးကမှန်ထားတာ9နာရီ20မိနစ်ပန်းဝင်မယ်ပေါ့နော်ဂျာထဲမှာ3ကီလိုမီတာရောက်တဲ့အချိန်မှာအဲပြေးရမှာအဝေးလေ42ဆိုတော့3ရောက်တဲ့အချိန်မှာကြိလိုက်တဲ့ toilet ဝင်ဖို့ပေါ့နော်အိဆိုင်ကရံပြစိတ်ကလောက်ရှားနေအပေါ်လေးသွားမယ်ဆိုတဲ့အချိန်မှာ toilet မှာတော့10ရောက်တော့ရှိတယ်အဲ့ဆေးရောက်ကိုဟန်လေးဆောင်းလိုက်ရအလုံးဆုံး15မိနစ်လောက်ရှိရရှေ့မှာသူအပေါ့သွားတဲ့လူတွေပေါ့နော်အားလုံးကြတော့ဒီ bit number တွေနဲ့ချွေရဝေရခတ်တဲ့ ပါကြတော့မင်းကလေးတွေလည်းယောက်ျားလေးလည်းများတော့အဲဆယ်ယောက်မှာဆောင်းတဲ့ချိန်မှာ15မိနစ်လောက်ကြာတော့တယ်အဲ့မှာလည်းပါတယ်တော်ယုံဟန်လေးကအဲ့ဒီမှာအချိန်ကပို့ပြီးတော့ပေးလိုက်ရတယ်လို့ဖြစ်သွားတာ9နိုင်နဲ့40 45လာအလေးစနစ်9နိုင်42မိနစ်နဲ့ပန်းဝင်သွားပါတယ်42ကီလိုမီတာဟုတ်မှဆိုတာ9နိုင်လောက်တော့ပြီးနိုင်တယ်ထင်ပါတယ်ဟုတ်တယ်အဲ့ဒါလဲရှေ့မှာဟန်လေးကဘယ်လိုပြောမလဲ9လလို့အလေးလ9လပေါ့9လလုံးလုံး ် training လုပ်ခဲ့တာပေါ့ငါးလားဆိုတာဟန်လေးအတွက်အချိန်ကအများကြီးပေးရပါတယ်တပတ်ကို2ရက်အဲရက်တွေကတ်လာတယ်ဥမာလောက်တလားလောက်ပဲလို့ဆိုရင်တပတ်ကို4ရက်အဲ့လိုမျိုးပေါ့4ရက်ဆိုတာနေ့တိုင်းမနက်ကို၄နှစ်ခွဲ၄နှစ်ခွဲ၅နှစ်၄နှစ်ခွဲ၅နှစ်အဲ့လိုပုံမှန်ထားရတယ်နေ့တိုင်းထားရတာအဲ့ဆိုဟန်လေးကအဲ့လိုမျိုးနေ့တိုင်းပြေးနေကြ training ရှိတော့အမောခံလာနိုင်တယ် အဲ့လိုမျိုးပေါ့နော်ကိုကတရက်လောက်မပြေးလိုက်လို့ရှင်အရန်တိတာတယ်အမောမခံနိုင်ဘူးဆက်ပြီးတော့ထပ်ပြီးမပြေးနိုင်တော့အဲ့လိုမျိုးပေါ့နော်၃ရက်လောက်နားလိုက်ရင်ဆိုအဲ့လူကြီးကအတိတ်ကပြန်စားရတယ်လို့ရအခုကဟန်လေးကတလာလုံးလုံးနားလိုက်တယ်ဆိုရင်တော်တော်ကိုပြန်စားယူနေရအဲ့လိုမျိုးပေါ့ရှိပါတယ်อืมဟွာကုမ္ပဏီနဲ့စာချုပ်ရှိတုန်းကတော့ဟို9လပေါ့ဒါပေမဲ့ဟန်လေးတေချာပြန်တွက်ကြည့်လိုက်လို့ရှင်ဟန်လေးတော့9လပဲအချိန်ရှိတယ်9လတော့ပြေပါမလားမပြေ9လမှဆို10 17 17နှစ်လေးလာရော လေးလပိုင်းရနှစ်လပိုင်းအစပထမပတ်စုဟန်လေးကပြေးနေလေးလပိုင်းပထမပတ်မှာတော့ပြေးပြီဆိုတော့အဲ့လိုမျိုးလေးလပဲချိန်ရဟန်လေးမှာပြေးလာချင်းတူတူဆိုတော့အဲဂျပန်မှာပြေးလာတယ်ပြေးတာဘာခေါ်လဲပြောတော့ဟိုမှာအများကြီးပဲလေလူတွေကဟိုဟိုသူတို့ရဲ့ဒီမြို့ကြီးအကြီးမြို့ကြီးထဲမှာလေဒီ city run လို့မျိုးပဲလေမြို့ကြီးကိုတပိတ်ပြီးပြေးတာကိုရီတုန်းကဂျပန်ဟလေးကနှခောက်ရောက်ဖူးပါဘူးပထမကကိုရီရောက်တော့ကဆိုရင်ကို shopping တွားခဲ့တဲ့ idea ရော channel ရောအဲ့ဒီ blender တွေရောင်းတဲ့ဒန်လန်းကြီးကအဲ့လန်းအရလာတယ်အဲ့လန်းကဓမ္မုံတော်တော်များတော့ရိုက်ချင်အဲ့လန်းကြီးကပါဖြတ်ပြေးရဒါပေမဲ့အဲ့ဟာကိုကြီးပုံမအားဘူးဘာလို့ဆိုဟန်လေးပြေးနေနေလဲအတိုင်းငါမြင်ဘူးပေါ့အဲ့ဆိုအော်ဒီလန်းရောက်လာလားဆိုကိုလည်းလမ်းမမသိတာကွာဟိုကလူမဟုတ်တဲ့အတွက်အော်ဒီလန်းတွေကိုပါသူတို့ပိတ်ပြီးပြေးခိုင်းတော့အော်အရင်တော့ငါဒီလမ်းမှာငါ shopping လုပ်ရင်းငါဓမ္မုံရိုက်ခဲ့ဘူးတဲ့နေရာဒီတစ်ခါတော့ငါလာပြေးနေရတယ်ဆိုတော့မုတော့ရတာပေါ့နော်အဲ့လိုမျိုးမိုက်တယ်သူတို့မိုက်တယ်သူများနိုင်ငံတော်တာဟုတ်တယ်ဟုတ်ရပါတယ်ဘာလို့ရလဲဆိုတော့ဟန်လေးတို့ ကျမရေအရာပြောမယ်ဆိုရင် မတူဘူးဟိုလေ့ကျင့်ခန်းလောက်တဲ့လူနဲ့မလောက်တဲ့လူကအရန်กว่าတယ်အရန်တိတာတယ်ဒါပေမဲ့လောက်လောက်ဖို့လောက်ဖို့လည်းအားအရန်ယူရတယ်ဟိုလောက်နိုင်တဲ့စိတ်လေးရှိတာလေကိုကိုကိုတော့ဂုံယူပါတယ်အမ်ပြေးနိုင်တယ်သွားနိုင်တယ်လောက်နိုင်တယ်စိတ်ကလေးရှိတဲ့အတွက်အဲ့အဲ့စိတ်ကလေးတစ်ခုနဲ့ပဲကိုကလောက်နိုင်တဲ့အတွက်ကျမရေကောင်းလာတယ်ဟန်လေးတို့အသက်ရှူလမ်းကြောင်းတွေကောင်းလာတယ်တော်ရုံဆိုရင်ဟန်လေးဆိုဒါအခုဒီနောက်လာရှိရဆိုရင်ဒါမွေးနေ့မွေးနေ့ဆိုဒါဟန်လေးအသက် ထပ်ပြီးတော့တစ်နှစ်ထပ်ကြီးလာတဲ့အချိန်မှဟန်လေးတို့ရဲ့ဒီဒူးတွေခန္ဓာရင်အားတွေအယိုးစစ်တွေကအာဒီတက်ရွယ်မှာဒီလိုပြေးနိုင်တယ်ကိုယ် weight ကိုကိုယ်ကိုယ်ခန္ဓာကိုယ် weight နဲ့ကိုယ်ပြေးနိုင်တယ်ဆိုရင်တော့ကောင်းတယ်ပေါ့ကိုယ့်ကိုယ်ကိုယ်ပေါ့နော်ငါကောင်းပါတယ်ပေါ့ငါငါနိုင်နေတယ်ပေါ့တခါညာအဲ့လို weight များလာတယ်ဆိုရင်ဒူးနာတယ်လေအဲ့လိုမျိုးပြေးလို့မရတာတွေအဓိကတော့ကျန်းမာရေးအတွက်အရန်ကောင်းပါတယ် အစားစားတော့မထိန်ဖြစ်ဘူးခုနလေးတင်တွေးတဲ့ခောက်ဆွဲကြော်ရယ်လဲစားပလိုက်တယ်စားချင်တာလဲအရန်စားတယ်အဲ့လိုမျိုးတော့ရှိပါတယ်အမ်ပြန်ပွဲဝင်တော့ကတော့အစားတွေထမင်းတွေအရန်ဖြတ်လိုက်တယ်အဲ့တုန်းကတော့အရန်ပိန်ကြတော့အဲ့တာမလိုက်ဘူးထင်တယ်ဟန်လေးနဲ့လေကိုကနဲထွထွားလေးဆိုတော့အဲ့ထွားတဲ့ဖက်ကပဲလိုက်မယ်ထင်တယ်အဲ့လိုမျိုးဆိုဝိတ်မချဖြစ်ဟုတ်ကဲ့ဟန်လေးရဲ့ချစ်ရတဲ့ပရိသတ်တွေတငယ်ချင်းတွေကိုလည်းဟန်လေးကအမ် ဖိတ်ခေါ်ပါတယ်လို့ပြီးဖို့ပေါ့နော်အဲတချို့ဆိုလို့ရှိရင်လည်းတဟန်လေးရဲ့အကောင့်ထဲမှာမြင်နေတဲ့တငယ်ချင်းတွေပြိတက်တွေဆိုလည်းအာတအားပြည့်တယ်နော်အေးအဲ့ဟိုတချို့ဆိုလည်းနေအောင်မြို့နေစမအောင်ပေါ့နေအောင်မေးအောင်မင်းဘသူလောက်ခိုင်းတာလဲအဲ့ဟာပေါ့တကယ်ချင်းချင်းမင်းတော့နေအောင်နဲ့နေအောင်ကမေးအောင်မဲ့နေဘသူလောက်ခိုင်းတာလဲဆိုတော့ငါငါလောက်တာလို့တော်စမဟာနေယူနေပြီဆိုတော့ something ကိုကို ကိုအချင်းချင်းတွေထဲမှာတော့မှကို type တွေမတူတဲ့လူတွေရှိတယ်ပေါ့နော်ဒါပေမဲ့ပြေးဖို့ကိုလမ်းများများလျှောက်ဖို့ပြီးတော့နောက်ပိုင်းပြေးဖို့ကိုဟန်လေးကဖိတ်ခေါ်ပါတယ်လို့လာမဲ့ဒီလိုပွဲအခုဒီရန်ကုန်မှာဆိုအရင်များလာပြီးအဖွဲစည်းတွေလေနော်ပြေးတဲ့ဖွဲစည်းတွေဒီလိုမျိုးအဲမြို့ထဲမှာပတ်ပြေးတာမျိုးတွေလုတ်ပေးတာလည်းဖြစ်လာပြီးဆိုတော့လာပြေးကြည့်ပါလာ join ကြည့်ပါပျော်ဖို့အရန်ကောင်းပါတယ်လို့နောက်ပိုင်းလည်းဒီလိုပွဲကြီးတွေမာရသွန်တွေရှိလာမှာပေါ့နော်အခုဒါပကံပကံမာရသွန်ပွဲတွေရှိမယ်အဲ့လိုပွဲတွေ join ကြည့် ရားဖူးရင်ပြင်းရင်ဘယ်လောက်ကောင်းလဲဖိတ်ခေါ်ပါတယ်လို့ပြောချင်ပါတယ် no surprise ရှင်ဟုတ်